what's up guys မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကိုဒီဗီဒီယိုဖိုင်လေးကိုတစ်ချက်ကြည့်အောင်ပြောရဲနော်ဒီဗီဒီယိုဖိုင်လေးကတော့ထိုင်းနိုင်ငံရော်လက်တရော်ကဒီရန်ထူဆိုင်တဲ့အသင်းချိန်အကြောင်းလေးကိုပြောပြထားတဲ့ဗီဒီယိုဖိုင်လေးပါဒါလေးကတော့တခါမှတော့မကြဘူးမယူပါဘူးနော်အရန်ထူဆိုင်ပါတယ်ဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုဘုသူတအဖြစ်လေးကြည့်အောင်နော်โอเค Let's go အဲ့ဒီမှာတို့ဘူဇောပါတာထားတာနေတယ်ဒါထိုင်းနိုင်ငံက ်နိုင်စင်ပေါ့ကြက်တရားတို့ရဲ့လက်လက်ကောင်တို့တို့ပြောထိုင်းကထိုင်းကကြက်ကိုကိုယ်ဝင်ရညာနော်ကြက်ကိုလည်းတို့ကနိုင်စင်နေမှာထားတယ်အဲ့လိုကိုယ်ဝင်တယ်ဒါကျွန်တော်အရင်ဆုံးဘာလဲမဝင်ခဲ့မှာရိုက်ခဲ့တဲ့တင်ညိုင်းပဲဖြစ်တယ်ပေါ့နော်အဲတင်ညိုင်းလေးကိုရောက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့မြင်ပူးနေကြတင်ညိုင်းနဲ့မတူတာကထူးဆန်းတာကတို့ကကလေဖင်းပုံစံမျိုးလေးတွေကိုခေါမိုးလေးနဲ့ဗျာတင်ကြခိုင်ခိုင်မာမာအဲ့လိုမျိုးအဖြေလေးတွေထိုးထားပြီးတော့ဗောနော်အဲကလေဖင်းတစ်ခုမှမိသားစုတစုဖြစ်တယ် အဲ့လိုပေါ့နော်မိသားစုအလိုက်အဲ့လိုဘုံစုဘုံစုလေးတွေပေါ့နော်ကလဲဖင်းလေးတွေထိုးထားတယ်အဲ့ဒီအောက်တွေမှာတစ်ဆုံသွားတဲ့မိသားစုရဲ့အလောင်းတွေကိုသူတို့ကလာထားကြတယ်ထို့ကြောင့်လည်းကြိုးလိုဝယ်ထားကြတယ်ပေါ့နော်ကြိုတင်ပြီးတော့လောက်ထားကြတယ်သင်ချိုင်းကုန်းမှာလည်းကြိုပြီးတော့သူတို့လာပြီးတော့ဟိုအဖြီလေးတွေဆွဲထားတယ်ပေါ့နော်ပြောမယ်ဆိုအိမ်လေးလာစောက်ပေးထားတယ်ပေါ့နော်ဂူတွေထားဖို့အတွက်နေရာလေးဥထားတယ်အဲမိမိသားစုဝင်9ယောက်ရှိတယ်ဆိုလို့ရှိရင်သင်ချိုင်းမှာလာပြီးတော့နေရာယူတဲ့နေရာနည်းနည်းကျေတာပေါ့နော်အခေါင်း9ခေါင်းစာသူတို့ကအဲ့လိုမျိုးကြိုပြီးတော့လောက်ထားတယ်ဒီမှာဆိုရင်လည်းမိသားစု9ယောက်ရှိလို့ရှိရင်အဲ အခေါင်းပေါ့နော်ငါးအခေါင်းသူ့ကြောင်လည်းအခေါင်းဝယ်ထားသူ့ကြောင်လည်းတခါလဲအုတ်ဂူပေါ့နော်လူတွေမအသေးလို့ရတယ်အုတ်ဂူတွေသူတို့အိမ်မှာဝယ်ထားကြတယ်သူသူတို့ယောဂတော်တော်ထုဆန်တာဗျာနော်ခေါင်းအခေါင်းတွေကိုသူတို့ကချိုတင်ပြီးတော့အိမ်မှာဝယ်ပြီးတော့ထားတာဗျာနော်သူပြောတဲ့စကားအရဆိုရင်လေပြီးတော့ဒီမင်းသားစု၅ယောက်ရှိရင်သူက၅လုံးစာနော်နေရတခါတည်းသူကတခါတည်းကျူပြီးတော့ယူပြီးသားဗျာနော်သူကမင်းသားစုတွေမခွေးမခေါ်အဲ့လိုတည်တော့ရင်တော့ မခွဲမခေါ်လဲအဲ့လိုအတူတကွအဲ့လိုနေလို့ရအောင်ဆိုပြီးတော့အဲ့လိုရေရွေပြီးတော့လောက်တာနဲ့တူပါတယ်နော်ဆိုတော့အာငါတို့စီမှာကြတော့ဘင်းနားမှာတယောက်ပဲမတယောက်ဆိုတာမသိရဘူးလေနော်ဘင်းနားမှာဘလို့တချုံလိုက်တယ်ဆိုတာမသိရပါဘူးနော်အာသူတို့မှာကြတော့အာဆုံးပါသွားရင်တော့အတူတူအဲ့လိုဝိညာဉ်တွေအတူတူပေါင်းစင်းနေအောင်ဆိုပြီးတော့အဲ့လိုစီမံထားတာနဲ့တူပါတယ်ဗျာနော်သူတို့ကထူးဆန်းနေဗျာတော်တော်ကြီးထူးဆန်းပါတယ်နောက်အရန်ထူးဆန်းတာကဒီ ခေါင်းအခေါင်းကိုကျိုးပြီးတော့အိမ်မှာဝေပြီးတော့တင်းထားတယ်ဆိုတာကပို့ပြီးတော့ထူဆိုင်နေပြနော်ကြောက်စာကြီးရနော်ကြည့်အောင်နော်ကြာတော့လဲတက်နိုင်လို့ဆိုလို့ရှိရင်မိသားစုအစေ့လိုက်ပေါ့နော်အိမ်မှာဝေပြီးတော့သူတို့ကျိုးပြီးတော့ထားထားတယ်တို့ကြာတော့လဲမကြည့်မတက်နိုင်ဘူးဆိုလို့ရှိရင်လဲနှစ်ခေါင်းတစ်ခေါင်းပေါ့နော်အဲ့လိုမျိုးအခေါင်းတွေဝေပြီးတော့အိမ်မှာထားထားတယ်ဗျတေရွာနဲ့တေရွာကလည်းဒီတင်းချိုင်းကိုဖြတ်ပြီးတော့သွားရလာရတာဗျတင်းချိုင်းအရှိရပဲလမ်းကြီးကဖောက်ထားတာအဲကတရာလမ်းပေါ်ကိုတက်မယ်ဆိုလို့ရှိရင်လဲ အဲဒီအခုမြင်တွေ့နေရတဲ့လမ်းအတိုင်းသွားရတာနောက်မှာရွာတွေရှိတယ်တင်ကြိုင်ရဲ့ဘေးပတ်ပတ်လည်းမှာရွာတွေတွေရနဲ့တွေရကိုတင်ကြိုင်တွေကဖြတ်ပြီးတော့သွားရတာအတော်လေးကိုမှအကျော်ချမ်းစရာပဲပေါ့နော်ဒီမှာကြည်လာဒီဟာဆိုတော့မသွားရင်ဟာဒီတွေကဆိုလို့ရှိရင်တော်တော်လောက်ကြာနေပြီပေါ့နော်တော်တော်လေးကိုမှထူးဆန်းတဲ့သလိုရဲ့ delay ပဲဗျဟုတ်တယ်ဟုတ်တယ်တော်တော်ထူးဆန်းပါတယ်ဗျာနော်အဲ ခေါမိုးလဲငါနော်နေရာတွေကြိုယူထားတာဗျနော်သူတို့ဆုံးပါသွားရင်ဒီနေရာမှာနေဖို့ဆိုပြီးတော့လေဆုံးပါသွားရင်နေဖို့ဆိုပြီးတော့တခါတည်းနေရာကြိုပြီးတော့လောက်ထားတာသူတို့ကနော်음အခုမြင်နေရတဲ့ဒီတဲလေးရဲ့ပိုင်ရှင်မိသားစုပါဆိုရှင်ဒါ၃ရောက်သိဆုံးသွားပြီလို့ဟိုသတ်မှတ်လို့ရတယ်ပေါ့နော်အဖြေလေးရအောင်ပါအလောင်း၃လောင်းတွေးရတယ်အချို့နေရာတွေဆိုရင်တော့တော်တော်လေးဟိုမှာဟောင်းလွှမ်းနေပြီပေါ့နော်ဆိုဆိုကြိုပြီးတော့သူတို့လောက်ထားကြတာအခောင်းလေးလောင်းပါပဲမရှိသေးဘူးပေါ့နော် ဒီမိသားစုဝင်လေဆိုတာကဒါမသေးဆုံးနေရဥုံထားတာပေါ့ဗျာနော်တက်ရောက်တယ်ပေါ့နော်သေဆုံးရတဲ့မိသားစုတွေကတော့သူတို့တင်ញိုင်းမှာဥထားတယ်ဒီကဲလေးတွေအောက်မှာလာပြီးတော့သလောင်းတွေကိုထားတာပေါ့နော်သူကလုံးဝမင်းမမြုပ်ဘူးတော်လေးဝင်မှာထူးဆန်းတဲ့ delay နော်ရွာအမိကတော့ move band ဘိုစာလို့ခေါ်တယ်ပေါ့နော်ဒီရွာလေးရဲ့အမိကတော့ထိုင်းနိုင်ငံရဲ့နယ်စပ်မှာပဲဖြစ်ပါတယ်အဲဟိုဘက်ကိုဆက်သွားမယ်ဆိုလို့ရှိလို့ရှင်မြန်မာပြည်တော့ရောက်သွားမှာမဟုတ်ဘူးပေါ့နော်အဲအင်ဒိုနီးရှားနယ်စပ်နဲ့လည်းသူတို့ကနည်းနည်းနီးတယ် အဲလာအိုနယ်ဆက်တဲ့နီးတယ်ဒီနေရာလေးအဲဆိုရင်ဒီကောင်ဒီရိုးရာကတော့အင်ဒိုဘက်ကလာတဲ့ရိုးရာဖြစ်ပုံများပါတယ်เนาะဘာလို့ဆိုတော့အင်ဒိုမှာကလည်းနည်းနည်းထူးဆန်းနေပြာเนาะဒီဒီအလောင်းတွေကိုလည်းအလောင်းတွေကိုသူတို့ကတကြိုးပြီးတဲ့အလောင်းတွေကိုဖော်ပြီးတော့ဖောက်ကွင်းပြီးတော့လမ်းချောက်ခိုင်းတဲ့ဒလေးတွေရှိရင်เนาะအင်ဒိုမှာเนาะဆိုတော့ဒီဒီရိုးရာကတော့အင်ဒိုဘက်ကလာတဲ့ရိုးရာဖြစ်မြပြာเนาะဒါတော်တော်ကြီးကိုထူးဆန်းပါတယ်ကြောက်စရာကြီးလေးကောက်ပါတယ်ညာเนาะပြပါတော့ဒွါရဲ့အမိကတော့ဘူဘန်တူဆက်လို့အမိရပါလေ ဲကျွန်တော်ရွာလဲမဝင်ခင်မှာအရင်ဆုံးဒါတင်းချိုင်းကိုကျွန်တော်ရိုက်ကြနေတာဖြစ်တယ်ပေါ့နော်ဆော့ဆော့ထိုင်နေရဥုံထွက်လာတယ်ဗျာနော်ကျွန်တော်ကြီးကိုထူဆိုင်ပါတယ်အာနေရယူထားတာနော်တဲလေးတွေအောက်မှာအလောင်းတွေမတွေ့သေးရမတွေ့သေးတာကတော့ဒီမိသားစုတွေကမသေးဆုံးသေးဘူးလို့ပြောလို့ရတယ်ပေါ့နော် နေရာယူထားတာနော်အဲကျွန်တော်ပြမယ်ဗောနော်အခုအရှင်မှာအစ်စ်နေရာဥထားတာလေးကျွန်တော်ပြမယ်ဒါမှဆိုလို့ရှိရင်ဒါမိသားစုတူဦးဟာတင်းကြိုင်းမှာလာရောက်ပြီးတော့ဒါဒီနေရာလာပြီးတော့ဥထားလာပါတော့အဖီလေးလာဆွဲထားတာအစ်စ်လေးပဲရှိသေးတယ်။တိုင်လေးတွေကအပြာလေးနဲ့ဒီမိသားစုဝင်တွေဆိုတာကတူတူတယောက်မှမသေးဆုံးသေးဘူးဆိုတော့တော်တော်ထူးဆန်းတာပါဗျာနော်။တော်တော်ရေတော်တော်ထူးဆန်းပါတယ်။ဒါငါတို့တသက်နဲ့တကောတော့ဒီလိုပုံစံမျိုးတော့တစ်ခါမှလည်းမမြင်ဘူးပါဘူးနော်။မကြောက်ဘူးပါဘူး။ဆိုတော့ဒီဘော်လေးရဲ့ဒလေးကလည်းတော်တော်ကြီးကိုထူးဆန်းပါတယ်။သူကလူက မဆုံးပါခင်ကလေးကသူကနေရာဂျိုပြီးတော့ယူထားရတာဗျအသိချင်းမှာနော်ဒါမျိုးကတော့တော်တော်ရှားပါတယ်နော်ဒါလေးကတော့ဗုဒ္ဓတာအဖြစ်ပြန်လေမျှဝေလိုက်တာပါโอเค see you next video bye bye